သိပ္ပံပညာရှင်တွေဟာကနေဒါနိုင်ငံဗန်ကူးဗားကျွန်းတဝိုက်အနီးကရှီဟောင်းရေအောက်မီးတောင်တစ်ခုကနေပုံမှန်ထက်အလွန်ကြီးမားပြီးအရေအတွက်တန်းနဲ့ချီတဲ့ဥတွေကိုတွေ့ရှိခဲ့ကြပါတယ်။ဥတွေတာမထူးဆန်းပေမဲ့ဒီလောက်တန်းချီတဲ့ပလုံးစီဟာတပေပွဲကြော်ကြော်ငါ10စင်တီမီတာလောက်ရှိနေကြတာကြောင့်ထူးဆန်းနေတာပါ။အနဝါဇီဝပညာရှင်တွေကိုထပ်ပြီးရင်ခုန်သွားစေတဲ့အချက်ကဒီဥတွေဟာ ကဘာမှာတိရှိပြီးသားတတဝါတွေလည်းကဘသူမှမဟုတ်ပါဘူးတဲ့လူတွေတိထားတဲ့ဘလို့ရေးတတဝါကမှဒီလောက်ကြီးတဲ့ဥပိုးရေးအောင်မီးတောင်လိုပတ်ဝန်းကျင်မှာဥပိုးမဖြစ်နိုင်ဘူးဆိုပါတယ်ကနအူးမှာတော့ပင်လယ်ငါးကြီးတွေဒါမှမဟုတ်ရင်းနှပိုင်းတတဝါတွေဥထားတဲ့ဥဆိုပြီးထင်ခဲ့ကြပေမဲ့တကယ်ဆန်းစစ်ကြည့်တဲ့အခါမျိုးစားတူမနေရကြောင်းသူတို့ကိုပိုကောင်းရှုပ်စေခဲ့ပါတယ် တေသနအဖွဲ့ကဒီဥတွေကိုဘသူဦးထားမန်းအစရှာဖို့အတွက်ရေအောက်မီးတောင်ဤတဝိုက်မှာရေနက်ပိုင်း၃ဆက်ရုပ်တွေကိုခိုင်းစေပြီး တေချာစူးစမ်းနေကြပါတယ်။ဒီနေရာအနီးတစ်ဝိုက်မှာရေဟာပိုပြီးပူနွေးနေတာကြောင့်လှုပ်ရှားမှုရှိတဲ့ရေအောက်မီးတောင်လိုမှတ်ယူထားကြပါတယ်။သိပ္ပံပညာရှင်တွေဟာဒီဥတွေရဲ့နာကိုစစ်ဆေးလျက်ရှိကြပြီးတနအူးထုတ်ပြန်ချက်အရတော့မီးတောင်ပေါက်ပွဲမှုနဲ့ရေအောက်ကဘာရဲ့ပဝန်းကျင်ဒီနှစ်ခုလုံးကိုလာရောညီထွေခံနိုင်ရှိအောင်လက်ဆင့်ကမ်းလာတဲ့တတော်တော်များဦးရဲ့ဥလိုပဲအကြံဖြင့်ပြောထားပါသေးတယ်။ ီလိုထူးခြားခက်ခဲတဲ့အခြေအနေမျိုးမှာတက်ရှိတွေဘလိုမျိုးပွားနိုင်ကြလဲပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီးအခက်ခဲကြကဘလိုရှင်တန်ကြလဲဆိုတာအပြင်ဒီဥတွေရဲ့ဇာတိနဲ့ဏိဒန်းတစ်ပြေးပြေးပြောင်းလဲလာမဲ့ပုံစံတွေကဘာမြေကြီးရဲ့အပူအေးတဘာဝကြီးကသူတို့ကိုဘလိုပုံဖော်ပေးနေလဲဆိုတာတေချာသိအောင်အချိန်ပေးလေ့လာနေကြတာပါနောက်ဆုံးတော့ကနေဒါနိုင်ငံဗန်ကူးဗားကျွန်းနီးရှိရေအောက်မီးတောင်တစ်ခုမှာပင်လယ်ရေရှည်အောက်မှာတက်ရှိကြီးမားတဲ့ဥတွေကို သိပ္ပံပညာရှင်တွေကအဖြေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒီဥတွေဟာပင်လယ်ရေရှည်အောက်သက်တမ်းရှိတဲ့ပင်လယ်၅မျိုးဖြစ်တဲ့ Pacific White Scale, Badurage Spinus System ရဲ့ဥတွေဖြစ်ပါတယ်။ဥတလုံးရဲ့အရွယ်စားမှာ16မှ20လက်မခံမန်းအားဖြင့်46မှ50စင်တီမီတာရှိပြီး Mammoth Porcelain လို့လည်းခေါ်ကြပါတယ်။အဲ့ဒီဥတွေကို 2019ခုနှစ်မှာကနေဒါနိုင်ငံ Fisheries Lotions Canada သူတည်တနာအဖွဲ့မှဦးဆောင်တဲ့သူတည်တနာအဖွဲ့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။မူလအဖြစ်အဲ့ဒီမီးတောင်ကမတက်တော့တဲ့မီးတောင်လို့ယူဆထားခဲ့ကြပေမဲ့သူတည်တနာအဖွဲ့ကမီးတောင်ကသက်ရှိဖြစ်ပြီးဦးနွေးသောတထုတက်များပါဝင်သောရေတွေကိုထုတ်လွှတ်နေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီလိုမျိုး နွေးတဲ့ရေတွေဟာဥတွေရဲ့ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့အပူဓာတ်ကိုပံ့ပိုးပေးပါတယ် Pacific Coast Skater ရဲ့ဥတွေဟာပုံမှန်အားဖြင့်၄နှစ်ကြာပြီးပေါက်ဖွားပေမဲ့မိတောင်ရဲ့ပူနွေးတဲ့ပတ်ဝန်းကျင်ဟာဥပေါက်ဖွားမှုကိုမျက်စံစေပါတယ်ဒီရှာဖွေတွေ့ရှိမှုဟာပင်လယ်ရေရှိအောက်သက်ရှိတွေရဲ့အတက်မွေးမှုနဲ့မိတောင်ပတ်ဝန်းကျင်တို့၏ဆက်နွယ်မှုကိုပုံမှန်နားလည်စေရန် အရေးပါတဲ့အချက်လက်တွေကိုပေးဆွမ်းပါတယ်ဒါအပြင်ဒီမျိုးစိတ်ရဲ့ဥပဒေကိုပုံမွေးတဲ့ရေအောက်ပြီးတော့တဝင်းကျင်တိုင်းရှာဖွေပြရှိခြင်းဟာပြည်လေရေရှိအောက်တက်ရှိတွေရဲ့အတက်မွေးမှုအတွက်မိတောင်ပဝင်းကျင်တို့ရဲ့အရေးပါမှုကိုပြသပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်